တဲ့ခွေကလေးတွေကျဲမာကြီးအတွက်အရေးကြီးဆုံးလုံဆောင်ချက်တစ်ခုကတော့6မျိုးဆက်ကာကွယ်ဆီထိုးနှံပေးဖို့ဖြစ်ပါတယ်။သူ့ကိုစစ်အင်ဝမ်းလို့လည်းခေါ်ပါတယ်။ DHPPLC ဆိုတာကတော့ Distemper, Hepatitis, Parvovirus, Parainfluenza, Leptospirosis နဲ့ Coronavirus ကိုကာကွယ်ပေးတဲ့ဆီဖြစ်ပါတယ်။ ပထမဆုံးထိုးရမှာတော့ခွေးကလေးတွေ၈ဘက်ကနေပြီးတော့၉ဘက်အရွယ်မှာစပြီးတော့ first dose အနေနဲ့ထိုးရမှာပါ။ပြီးရင်တော့၂၁ရက်ခြားတစ်ခါ second dose နဲ့ third dose ကိုထပ်ထိုးရမှာဖြစ်ပါတယ်။ပြီးရင်တော့နောက်ထပ်တစ်နှစ်ကြာတဲ့အချိန်ကြာတော့မှသာ booster dose ကိုတစ်ခေါက်ထပ်ထိုးပေးဖို့လိုပါတယ်။ဒီယောဂါတွေကတခါဖြစ်လာရင်နိုင်ပိုင်းတွင်သိဆုံးနိုင်တာကြောင့်ကာကွယ်ခြင်းကပိုရည်ကြီးပါတယ်။ကုသဖို့ထက်ကာကွယ်ဖို့ကပိုမှုထီရောက်ပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းကနေပြီးတော့ heart immunity တိစောက်ပေးနိုင်တာကြောင့်အခြားခွေးတွေကိုလည်းအန္တရာယ်ကင်းစေပါတယ်ထိုးပြီးတဲ့နောက်မှာတော့အနှဲငယ်နာကျင်တာနှုံးနာတွေရှိနိုင်ပေမဲ့အကယ်၍ဒီဝမ်းလျှောတာမျိုးအန်နာမျိုး တက်တာမျိုးပေါ့နော်ဖြစ်လာပြီဆိုလို့ရှိရင်တော့ချက်ချင်းဆေးကင်းအောင်သွားဖို့လိုပါတယ်။တင့်ခွေလေးအတော့ဆုံးမြတ်ချက်မှန်မှန်ချပါသူတို့တက်ရှိကျမ်းမာစွာနေနိုင်ဖို့6မျိုးဆက်ကာကွယ်ဆေးကိုမဖြစ်မနေထိုးနှံပေးဖို့လိုပါတယ်။ ကျမကတော့ဒေါက်တာချမ်းပါတရိတ်ဆန်ဆေးကုဆရာမတယောက်ဖြစ်ပါတယ်